င်းတဲ့အိမ်ဆင်းရရတဲ့အချက်၅ချက်ရှိကျွန်တော်တို့အိမ်ကြီးဟောဒီထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်ဆင်းရနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားဆင်းရတယ်အချက်နှစ်ချက်ဆိုနည်းနည်းဆင်းရတယ်၁ဘယ်လိုအိမ်တွေဆင်းရသလဲဆိုရင်ဟောဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ဖြစ်ရင်လည်းအိမ်ဆင်းရတယ် ျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့ဆင်းရဲပါလေအဖေနဲ့မေစီမံခန့်ခွဲမှုညံ့နေဗျဖေကအရက်အရက်ကလေးတမယာများနေအမေရလဲလေအိမ်တောင်ဖြိုးစဖိုးကရှောက်ရှောက်ချက်တာအမေရလဲမလောက်ဘူးအမေနဲ့ဖေစီမံခန့်ခွဲမှုညံ့ပြင်တော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်တင်းအိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခန့်ခွဲမှုညံ့ပြင်ဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်လဲဆင်းရဲတယ်တိုင်းပြည်လို့ပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာတော့ ိမ်တိမ်ဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာသူတို့ကိုယ်တိုင်အိမ်တွင်သခိုးတွေဖြစ်နေရင်လည်းဆင်းရတယ်ဗျအဖေမေမသိအောင်သားသမီးကပစံနေခိုးဒီဗီကိန်းကိုသွားဒါကိုပြောတာနော်အဖေကလည်းအမေမသိအောင်ပစံနေကေကေတီဗီကိုသွားကာရာအိုကေသွားအမေကလည်းအဖေမသိအောင်ပစံနေကေနှလုံးနဲ့ထိုးသုံးလုံးနဲ့ထိုးအိမ်တွင်သခိုးတွေများတော့ဆင်းရတာပေါ့စဉ်းစားကြည့်ပါ တိုင်းပြည်လို့ပြောရင်တော့လက်ပေးလိုက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်။နောက်တစ်ချက်လက်ချောင်းမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်။အိမ်တိုင်းမှာလူပြင်းနေများရင်ဆင်းရဲတယ်။ကျွန်တော်တို့တိုင်းပြည်နဲ့ချင်းကျွန်တော်တိုင်းပြည်မှာလက်ချောင်းတင်းတဲ့လူနဲတယ်ဗျ။တစ်ပင်ခုတ်ရောင်းတာပဲ။ဘဝတူပြောင်းမလို့စိတ်မကူဘူး။လက်ချောင်းမတင်းမှုထုတ်ရောင်းထုတ်ရောင်းထုတ်ရောင်းလက်ချောင်းမတင်းမှုဆင်းရဲမှာပဲ။ စမ်းသပ်ကြည့်ပါလက်ချောင်းမတင်တဲ့လူအဖွဲ့အစည်းရှင်လဲဆင်းရဲတယ်လို့နောက်ဆုံးချက်အိမ်ကြီးချင်းကောင်းမရှိရင်လဲဆင်းရဲတယ်အိမ်တိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုံမြောက်ဘက်ကဘောလုံးပွဲတိုင်းခြေရင်းကနှလုံးသုံးလုံးတိုင်းခေါင်းရည်အိမ်က ကာလာအိုကေအဲ့ဒီရင်ဆင်းရဲပြီဒါမှတော့ဒါဟုဆိုလိုတာအိမ်ကြီးချင်းကောင်းရှိမှလဲချမ်းသာလားဒီတော့မကြောက်ဖို့ဆိုရင်တစ်ကျွန်တော်တို့လူမျိုးတွေပညာတတ်အောင်တင်ညာနေ့ဇာတိတာကောင်းအောင်နေ့ တုံးစီမံခန့်ခွဲမှုတွေကောင်းလောက်ကြဟဲ့အိမ်ဒီမှာအိမ်တွင်သခိုးတွေနေအောင်ငါတို့စ조사ကြမပြင်းကြနဲ့မောင်နှမတွေရမဖြစ်ကြနဲ့အိမ်ဒီချင်းကောင်းတွေကိုရှာဖွေပြီးတော့ပေါင်းကြလို့အဲ့ဒီလိုအတိတ်ပဲလေရတယ်